okay ဆိုတော့ကျွန်တော်တို့ဒီ linux ကိုအာ virtual bouch ပေါ့နော် virtual bouch ကိုအသုံးချပြီးတော့ virtual machine အသုံးချပြီးတော့အာကျွန်တော်တို့ linux ကိုသုံးမယ်ပေါ့နော်ဆိုတော့ဒါကတော့ဒုတိယနည်းလမ်းတစ်ခုဖြစ်ပါတယ်နော်အဲ့တော့အဲ့တော့ဒီဒီနည်းလမ်းအသုံးချပြီးတော့ကျွန်တော်တို့အာဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ပြင်ပြမှာပေါ့နော်ဆိုတော့ဒီနားလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြသွားမယ်ဆိုတော့အဲကျွန်တော်ဒီကောင်အသုံးချမယ်ဆိုကျွန်တော်လည်းဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ခုနကတည်းကကျွန်တော်အရှိကနီလန်းရှိရပါတော့နော်အရှိကကျွန်တော်တို့ အော်ဒီမှာအော်ကျွန်တော်တို့ဒီ WSL ဆိုတဲ့နည်းပညာကိုကျွန်တော်တို့သုံးတယ်ပေါ့နော်ဆိုတော့သူအကြောကျွန်တော်မှာဒီ Windows ထဲမှာပဲကျွန်တော်တို့ကဒီ Linux ကိုသုံးလို့ရအောင်ပေါ့ကျွန်တော်တို့ကချိတ်ဆက်ပြီးတော့သုံးလုပ်လိုက်လုပ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီကောင်ကကြတော့ဒီ Windows ထဲမှာပဲ Windows ထဲမှာပဲကျွန်တော်တို့ Linux ကိုတွဲသုံးလို့ရအောင်လုပ်တာပဲဒါပေမဲ့သူ့အတွက်တီးတန့် GUI နေပါလာမယ် GUI ဆိုတော့သူ့အတွက်ကျွန်တော်တို့သုံးလို့ရရဲ့ကျွန်တော်တို့ဒီ user interface တွေပါလာမယ်ပေါ့နော် linux ရဲ့ user interface ပါလာမယ် အဲနောက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကဒီ Linux computer တစ်လုံးကိုသုံးနေရတယ်လို့ခံစားရတဲ့ခံစားချက်မျိုးရတယ်သူကကြတော့เนาะခုနကတော့ကြတော့အဲ့လိုမျိုးတွေမရဘူးเนาะ Okay ဆိုတော့ဆိုတော့ virtual box မှာကျွန်တော်နီးပညာအမျိုးမျိုးကိုကျွန်တော်တို့သုံးလို့ရတယ် Linux အမျိုးအစား Debian အမျိုးအစားတွေလည်းအများကြီးသုံးလို့ရတယ်ပြီးတော့ SAN OS တွေပါလည်းအကုန်သုံးလို့ရတယ်เนาะ Okay ဆိုတော့အဲကျွန်တော်ကြည့်အောင်ပါเนาะအဲ့တော့ကျွန်တော်အဲ့ရောက်သုံးမယ်ဆိုပထမဆုံးလိုအပ်တာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော် Google မှာရှာလိုက်ပေါ့နော် box မှာ virtual box လို့ရှာလိုက် virtual box လို့ရှားလိုက်တဲ့အခါမှာကျွန်တော် original virtual box ကကောင်းတယ်တခြား virtual box တွေလည်းရှိတယ်ဒါပေမဲ့ဒီကောင်ပို့ပြီးတော့ကျွန်တော်တို့ပိုကောင်းတယ်နော်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုတောင်းလိုက်ပထမဆုံးအနေနဲ့လိုအပ်တာသူ့တောင်းโอเคဆိုကျွန်တော်တို့ဒီကောင်လေးကို download လုပ်ပြီး install ဆွဲမယ် install ဆွဲတဲ့အခါကျရင်ကျွန်တော်တို့ရလာမယ် software လေးอ่ะအာဘယ်ဟာလေးလဲဆိုတော့ဒါလေးเนาะ virtual box reality software လေးတခုရလာလိမ့်เนาะโอเค ဆိုတော့အဲ့ဒါပြင်ကျွန်တော်တို့နောက်ထပ်တက်ဆင့်အနေနဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့နောက်ထပ်တက်ဆင့်အနေနဲ့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဘာသုံးပါလဲเนาะကျွန်တော်တို့သုံးလို့ရတဲ့အမျိုးအစားအများကြီးရှိတယ်เนาะဆိုတော့ကျွန်တော်တို့မနေ့ကဒီမှာတစ်ချက်ပြန်သွားကြည့်အောင်เนาะကျွန်တော်တို့သုံးလို့ရတဲ့ lineage အမျိုးအစားတွေအများကြီးရှိတယ်ဒီမှာ kali lineage တို့ kali lineage တော့မသုံးပါနဲ့เนาะအခုမှ begin တာကတော့ kali lineage တွေ၆သုံးနေတာပေါ့เนาะအဲ့ ubuntu တို့ပါပြီးတော့ debian ပြီးတော့ sandos တို့ပါရှိတယ်เนาะဆိုတော့အဲ့လို begin အားသုံးလို့ရတဲ့ OS တွေကိုကျွန်တော်တို့ကြိုက်တာတုံးလို့ရဒါရော over မဟုတ်ဘူးเนาะ sorry အဲကျွန်တော်ပြပါမယ်ကျွန်တော်ဒီမှာ recommend ပေးခြင်းတဲ့ OS နှစ်ခုရှိတယ်တစ်ခုကကြာတော့ကျွန်တော်တို့ Ubuntu နောက်ထပ်တစ်ခုက beginner 30တာပြောเนาะနောက်ထပ်တစ်ခုကကျွန်တော် recommend ပေးတာ Sun OS ရဲ့ account ရှိတယ်နှစ်ခုရှိတယ်ကျွန်တော်ကြိုက်တဲ့ software ကိုကျွန်တော်ကြိုက်တဲ့ Danish အမျိုးအစားကို down ကြိုက်တယ်လို့တုံးလို့ရနော် okay ဆိုတော့ကျွန်တော်ဒီကောင်းလေးထဲမှာကျွန်တော်ဘာလို့တုံးမလဲဆိုတော့ဒီမှာ get ubuntu download ဆိုတာရှိရဲ့တဲ့နော်ကျွန်တော်ဝင်လိုက်ပါနော်ဒီလိုမျိုးပဲကျွန်တော် sun os တဲ့ကိုလည်းကျွန်တော်ဝင်လိုက်ပါ ျွန်တော်ဒီဘက်ကနေပြီးတော့ Oracle Box ကို down နဲ့ပြီး install ဆွဲထားမယ်ပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ virtual ID ဒီထဲကိုဝင်မယ်ဝင်ထားမယ်နော်ဝင်ရင်ဝင်လိုက်တယ်ပေါ့နော်ဝင်ပြီးကျွန်တော်ဒီမှာ enable windows set linux system for wsl တွေ့တာသူဒီမှာလည်းပဲဒါကျွန်တော်မနေ့ကသင်ပေးထားတဲ့ဟာရှိပါတယ်နော်ဆိုတော့ဒီကောင်းတော့ကျွန်တော်တို့မသုံးချင်ဘူးပေါ့နော် use the ubuntu terminal and run linux application on windows တဲ့ဒီလိုသုံးလို့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ download ubuntu desktop ပေါ့ကျွန်တော် ubuntu desktop ကိုတီးတန် download ရပါတော့เนาะဆိုတော့ okay ဒါတွေကတော့တခြားနေရာတွေမှာသုံးတယ်ကလောက်တပိုင်းမှာသုံးတယ်ဒါစနစ်စနစ်တွေပေါ့နော်ဆိုတော့ okay အဲ့တော့မဒေါင်းလောက် Ubuntu အ Ubuntu desktop ဆိုတာရှိတယ်ဝင်လိုက်နော် okay ဆိုတော့ဒီမှာသူဒီမှာရေးပြထားတာရှိတယ် overview ဘာညာပေါ့နော် overview ဘာညာရေးပြထားရှိတယ်ပြီးကျွန်တော်ဒေါင်းလောက် Ubuntu Ubuntu image ဆိုတာရှိတယ်အဓိကကျွန်တော်ဒီကောင်းလို့ဒေါင်းအောင်နော်ဆိုတော့ Ubuntu image ကိုဒေါင်း ISO file လို့ခေါ်တယ် image file ပေါ့နော်ဒီကောင်းလေးကိုကျွန်တော်ကဘာလုပ်မှလဲဆိုတော့ဒေါင်းပါပေါ့နော်ဒေါင်းလောက် Ubuntu image သူကတော့ဒီမှာကျွန်တော်တို့ဘာကိုပြထားလဲဆိုတော့ Uh, 2024, no? So I'm a 2000, sorry, 24.5, long term sport LDS version to be a no? So if you are installing an older version of Ubuntu, such as uh, 22 don't you will find that the virtual representation will be no? So to my to version you have been a male or general deal. Okay, Ubuntu uh, server, Ubuntu cloud. Okay, so tower. So the ာဒီကပါเนาะဆိုတော့နောက်ထပ်တနည်းကကျွန်တော်တို့ဒါဟိုမှာသုံးမဲ့အာကျွန်တော်တို့ Nilan 3မှာသုံးတဲ့ကျွန်တော်တို့ Creep ဟာ Fuji ပဲ USB sticks ရဲ့နည်းပညာပါเนาะဒါတော့ကျွန်တော်တို့နောက်ဆုံး Nilan တစ်ခုဖြစ်တဲ့ computer တစ်ခုလုံးနဲ့ကျွန်တော်တို့သုံးတဲ့နည်းစနစ်ပါဒါတော့ပေါ့เนาะ Okay ဆိုတော့ installation ကဆက်တယ်ဆိုတော့ဒီမှာကကျွန်တော်တို့ကကျတော့ဒီ installation လုပ်တဲ့အခါမှာသူ့လိုမျိုးကျွန်တော်တို့ live လုပ်မှာမဟုတ်ဘူးတူတူရစစ်စစ်မှာလောက်ရမယ့်ပုံစံအတစ်ခုရှိရပါတော့ โอเคဆိုတော့ကျွန်တော်ဒီ Bootable Kit တွေပါတယ်ဒီအဆင့်မှာလုတ်ဆရာမလို့ဘူးဒါတွေလုတ်ဆရာမလို့ဘူးနော်ဆိုတော့ကျွန်တော်ကဘာလုတ်ရုံပဲလဲဆိုတော့ Ubuntu Desktop တွေကိုကျွန်တော် download လိုက်အောင်နော်ဆိုတော့ဒီမှာသူကျွန်တော်တို့ပြောပြ Gig ကတော့နည်းနည်းများတယ်ကျွန်တော် 5.9K ရှိပါနော်အဲ့ဒါ download download လုပ်လိုက်ပါဆိုတော့ okay ကျွန်တော်တို့ဒီမှာဟို education ပါညာပါเนาะဆောက်ထားပါเนาะ okay အဲသူဒီမှာရှောက်ဖြေခိုင်းနေเนาะဒီမှာကျွန်တော်တို့ဗာရလာမလဲဆိုတော့ Ubuntu desktop ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ ISO file ဆိုပြီးရလာပါလိမ့်เนาะဆိုတော့ရလာလိမ့်โอเค ဆိုတော့ဒါကတော့ကျွန်တော် example လုပ်ပြပါဘောနော်โอเคအဲ့ဒါလေးတစ်ခုရှိမယ်နောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့အကယ်၍ဒီနားမှာဟိုကရှုပ်နေတယ်နော်ဟိုနည်းနည်းလေးအာကျွန်တော်အခုဆိုလုပ်ပြရတယ်စိတ်နေအရင်များတယ်လေဟုတ်တယ်မလားဆိုတော့ရှုပ်တယ်စိတ်ထဲမှာရှုပ်တယ်လို့ခံစားရရင်ဘယ်လိုလုပ်โอเคရှုပ်တယ်လို့ခံစားနေရရင်ကျွန်တော်တို့ဒီမှာသွားပြီးတော့ထပ်ရှာမယ်ပေါ့နော် ubuntu 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 iso download လို့ကျွန်တော်ရိုက်ရှာလိုက် အာပြီးတော့ download လေးရရှာလာကျွန်တော်တို့ဒီမှာ alternative download ဆိုတာရှိတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ ubuntu studio ဆိုတာရှိရနော်ဆိုတော့အဲ့နေရာလေးကိုသွားနော်โอเคဒီမှာတော့နည်းနည်းလေးပို့ပြီးတော့အာပို့ပြီးအဆင်ပြေရပါတော့ပို့အဆင်ပြေဆိုမင်းများဆက်ဆက် download လို့ရရပါနော်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒီမှာ direct download ဆိုတာရှိမှာ24 24ပေါ့နော် ubuntu 24ဆိုတာရှိရနော်ကျွန်တော်ဒီမှာ direct download ဆိုတာရှိရနော်အဲ့ဒီမှာ direct download နော်သူကပို့ပြီးတော့မြင်ရတယ် အာကျွန်တော်ဒီမှာ virtual image တွေသူဒီမှာဒါဒီမှာလိုအပ်တာတောင်းပေးပါလိမ့်နော်โอเคဆိုတော့နောက်ထပ်နည်းတွေရှိပါသေးတယ်နော်ဆိုတော့ကျွန်တော်တို့ ISO image download လို့ရှာလိုက်ပါနော် download for virtual box လို့အနောက်ကရေးပေးလိုက်ပါနော် virtual box โอเคဆိုတော့ကျွန်တော်တို့တခြားဘက်ကရှိအောင်မှာပါကျွန်တော်ဒီမှာအမဒီကောင်လေးရှိနော် linux virtual image ဆိုတော့ဒီကောင်လေးရှိရယ်နော်အဲဒီကောင်လေးတော့နော် โอเคဒီရမ်းမှာကြာကျွန်တော်တို့ကဒီမှာသူကဒီမှာ link တွေချပေးထားတယ်သူကဒီမှာ version တွေသူတွေချာချာပြပေးထားဒီမှာလည်းပဲဒီမှာ Ubuntu version ဒီမှာပေါ့နော် version အမျိုးအစားအမျိုးမျိုးပြပေးထားနော်โอเคအမျိုးမျိုးပြပေးထားโอเคဆိုတော့အဲ့ဒီဟာကဒီမှာကျွန်တော်တို့ virtual bouch image ကို download ရတယ်သူကနှစ်ခုစလုံးခုန virtual bouch ကိုရောအာဒီကောင်ကိုနှစ်ခုစလုံးဒီ image virtual image ရောနှစ်ခုစလုံးကိုကျွန်တော်တို့ပါလို့လို့ရတယ်ဆိုတော့ဒီမှာ time တစ်ခါ download ရနော်ဆိုတော့သူရအသာချက်ကတခုကကြာဒီမှာ तू ကဒီမှာ password ပါပါတယ်နော် user name က ubuntu password က ubuntu ဒါလေးကိုမှတ်ထားဒါလေးကိုမှတ်ထားမှကျွန်တော်တို့ကပြီးရင်ကျွန်တော်တို့ ubuntu ထဲမှာသုံးတဲ့အခါကျရင်သုံးလို့ရမှာနော် okay သူကဒီထဲမှာဒီလိုမျိုးရှိတယ်နော်အာ virtual box image ကျွန်တော်ကဒီကနေပြီးတော့ download ပို့ပြီး recommend ပေးရဒီကောင်ပို့အဆင်ပြေတယ်ကျွန်တော်တို့ဟို ubuntu ကနေ download လုပ်တဲ့အခါကျရင်နည်းနည်းလေးပြဿနာနည်းနည်းဖြစ်တတ်တယ်ဒါဘယ်ချိန်ညဖြစ်တာလဲဆိုတော့ကျွန်တော်တို့အာအဲ့ဒီ virtual box မှာတင်သုံးတဲ့အခါမှာကျွန်တော် screen size ကအပြည့်မရတဲ့ဟာလေးနည်းနည်းပြဿနာဖြစ်တယ်အဲ့ဒါလေးကျွန်တော် light ချင်ရအနေနဲ့အလုပ်ရှုပ်တယ်ပေါ့နော် โอเคကျွန်တော်တို့ကတော့ကျွန်တော်တို့ဒီမှာ RAM က 4K ယူပါမယ်တဲ့နော် disk က 12K 124K ယူမယ်ပြီးရင် 2K ယူမယ်လို့သူကဒီမှာအတီလင်းပြောပြထားတယ်နော်ဘယ်လောက်လိုရတယ်ဆိုတော့ပြောပြထားနော် Okay ကျွန်တော်ကတော့ဒီ cost မှာကျွန်တော် Ubuntu နဲ့သိစမ်းမပြချင်ကျွန်တော်ကတော့ပြောရင်တော့ဟို SandOS နဲ့ပဲစမ်းပြချင်တာပေါ့နော်ဆိုတော့ဒါပေမဲ့အချိန်ကြီးရပါပဲကျွန်တော်အချိန်ကြီးရစမ်းပြပါ Okay အဲ့တော့ဒီမှာကလည်းပဲရှိပါတယ် 8664D ဟာကကျတော့ M M architecture ပေါ့နော်ဆိုတော့ဒီကောင်က အဘယ်အတွက်သုံးတာလဲဆိုတော့ကျွန်တော်တို့အခုနောက်ပိုင်းထုတ်တဲ့နည်းပညာတွေအတွက်သုံးတာပါ M architecture ကအာကျွန်တော်မေ့တော့မေ့သွားပြီအာကျွန်တော်စိတ်ထင်တော့ဟိုကကျွန်တော်တို့ computer ဟိုကျွန်တော်ဖုန်းတွေမှာသုံးတဲ့ CPU ကိုကျွန်တော်တို့ဒီ computer တွေမှာ light light ထုတ်တဲ့နည်းပညာဖြစ်ပါတယ်ဥပမာအာကျွန်တော်တို့ Snapdragon တို့ပါဘူးလို့အဲ့လိုမျိုးအာကျွန်တော်ကြားဖို့မှာပါဖုန်းသုံးတဲ့သူတွေဆိုကြားဖို့မှာပါနော် Snapdragon CPU ပါအဲ့အဲ့ CPU အမျိုးအစားတွေကိုကျွန်တော်တို့ကဒီ computer မှာသုံးလို့ရအောင်လာလုပ်ထားတဲ့နည်းပညာတွေပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ computer တော်တော်များများကနော်ဒီ8664ကိုကျွန်တော်သုံးပါတယ် โอเคပြီးသိကျင်လာဆိုရင်ကျွန်တော်တို့ကွန်ပျူတာရဲ့အပေါက်ထဲမှာသွားပြီးကြည့်လို့ရတယ်နော် setting တွေကကျွန်တော်တို့ပုံတွေကတော့ system တွေကကျွန်တော်တို့ဒီမှာအပေါက်ထဲမှာရှိရနော်အပေါက်ထဲမှာကျွန်တော်တို့သွားကြည့်လို့ရတယ်ကျွန်တော်တို့ကွန်ပျူတာကဘာအမျိုးအစားလဲဆိုတော့ကျွန်တော်တို့ဒီမှာ8864 base နော်ဒီနားလေးကိုသွားကြည့်ရအောင်နော်864 base ဆိုရင်ကျွန်တော်ခုနဟောင်းတောင်းပါနော်ဆိုโอเคအဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကပြန်သွားပါမယ် โอเคဆိုတော့အဲ့တော့ဒီမှာလည်းအဲ့တိုင်းအဲ့တိုင်းမဒီဟာလေးကိုဒေါင်းလိုက်ပါနော် ISO file ဆိုတာရှိတယ်ဒါလေးကိုဒေါင်းလိုက်အောင်ပဲနော်ဆိုတော့ကျွန်တော်ကျွန်တော်ဟဲ့မလို့ဘူးဘာကြော်ဒီ container ဘာဘာမလို့ဒါရတခြားနေပညာတော့သုံးတယ်နော်ဆိုတော့โอเคဆိုတော့ဒီမှာမှအမျိုးအစားနှစ်ခုရှိတယ်နော်ဆိုတော့သူကဒီမှာ Sun OS ကကျွန်တော်အခုနောက်ဆုံးထွက်တာ10မကြတော့9ရှိတယ်10ရှိကျွန်တော်က9နဲ့စမ်းပြမယ်စမ်းပြချင်ပါလေစမ်းပြဖြစ်ချင်ပါလေစမ်းပြပါမယ်အာဒါပေမဲ့ကျွန်တော်စီမှာရှိရဆိုတော့ပြောကျွန်တော်တန်းတော့မဒေါင်းတော့နော်ဆိုတော့ကျွန်တော်စီမှာ9ရှိโอเคဟုတ်ပြီအဲ့အဲ့ဒါ download လုပ်ပြီးတဲ့အခါကျကျွန်တော်ရုပ်ကွန်ပျူတာထဲမှာဘာတွေရလာမလဲဆိုတော့ကြည့်အောင် ကျွန်တော်ကွန်ပျူတာထဲမှာတော့ download လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့အာကျွန်တော်တို့ဒီမှာဒီလိုမျိုး zip file တွေရလာပါလိမ့်မယ်နော် zip file တွေရလာလိမ့်မယ်အဲ့တော့ zip file တွေကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကဖြည့်ချလိုက်မှာပေါ့နော် zip file ကိုကျွန်တော်တို့ဖြည့်ချလိုက်မှာနော်အာ sorry ဒီအာ sorry zip အာကျွန်တော်ဒါအာဒါရော iso file ဆိုပြီးဒါမျိုးရလာလိမ့်မယ်ပေါ့နော်ရလာလိမ့်မယ်နော် okay ဟုတ်ပြီအဲ့တော့ဒါမျိုးရလာပြီပေါ့နော်ရလာပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကသုံးမယ် တော့မှတော့အရင်ဆုံးကျွန်တော်ဘာလုပ်မလဲဆိုတော့ virtual box ကတော့ကျွန်တော်ကျင်းတယ်ပါဘာလောက်အောင်မှာလဲဆိုရင်ကျွန်တော်တို့ virtual box ကိုကျင်းတယ်ပါအာ install ဆွဲရနော် install ဆွဲရဒီလိုမျိုးစာမျက်နှာရလာပါလိမ့်ရလာတဲ့အခါကျရင်ဒီဒီလိုဒီဒီ UI ကိုရောက်သွားလိမ့်မယ်ရောက်သွားတဲ့အခါကျရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာ new ဆိုတဲ့ခလုတ်လေးကိုဖိတ်ပါနော်ဒါဆိုကျွန်တော်တို့နောက်ထပ် box တစ်ခုထပ်ကြလာတယ် အဲ့ကြရင်ကျွန်တော်နာမည်ပေးမယ်ဒီနာမည်ကဘယ်မှာပေါ်မှာလဲဆိုတော့ဒီမှာတွေ့တာ Sun OS 9တို့ Ubuntu တို့အဲ့တော့ကိုသုံးတဲ့အမျိုးအစားပေါ်မူတည်ပြီးနာမည်လှလှလေးပေးလိုက်ပါဘာမှမပြောနာမည်ကြိုက်တာမျိုးပေးလို့ရကိုနာမည်ကိုရေးလိုက်ရကိုဝေါ်လို့ပေးလိုက်ရနော်ကိုဝေါ်ပါအဲ့ကျွန်တော်ကဒီမှာ challenge လို့ပေးလိုက်မယ် C H A L L E N G challenge Sun OS လို့ပေးလိုက်နော် Sun OS လို့ပေးလိုက် Okay ပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကျွန်တော်ဒီမှာ folder ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီကောင်ကိုကျွန်တော်ဘာမှသိမ်းမလဲပေါ့နော်ဆိုတော့ကျွန်တော် ပို့တာကိုကျွန်တော်နေရာလေးပြောင်းလိုက်ပါမယ်။သူကတော့ C ထဲမှာသွားပြီးတင်ပေးထားကျွန်တော်ကတော့တိတ်တော့မကြိုက်ဘူးပေါ့နော်။ဘာကြည့်ရပေါ့ရှင်းမှာသွားတင်ထားကျွန်တော်အားသားကိုနှိပ်လိုက်မယ်။ပြီးရင်ကျွန်တော်တို့ခုနကကျွန်တော်ရဲ့ D ထဲကအာကျွန်တော်တို့အာ Boss Pay ထဲကကျွန်တော် Lineage ထဲမှာကျွန်တော်ဖိုးရနောက်တစ်ခုထပ်ဆောက်လိုက်ပါမယ်နော်။ New ပို့တာအာ challenge a l r d n g challenge uh, cs challenge ကိုရိုက်လိုက်မယ်နော်။ C R C H A L L E N G challenge uh san os 9လို့ပြလိုက် Okay ပြီးကျွန်တော်အဲ့ကောင် slash ပြန်လေးလာနော်ဒီကောင်မှာလည်းကျွန်တော် C S လေးထည့်လိုက်ပါနော် C S C ပေါ့နော် Okay ဟုတ်ပြီနော်ပြီးရင်ကျွန်တော် ISO ISO image ဆိုကျွန်တော်ခုန download လုပ်ခဲ့တဲ့ Ubuntu ISO ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ san os ISO ပဲဖြစ်ဖြစ်အဲ့နှစ်ခုကိုကျွန်တော်တို့သွားရှုရပါနော်ဆိုတော့ကျွန်တော်ဒီမှာရှိတဲ့ ဒီတဲက wasp space တဲကကျွန်တော်တို့ဒီမှာကျွန်တော်ခုနကတောင်းထားတဲ့ sand west line ဆိုရှိတယ်နော်ကျွန်တော်နေရာချထားပြီးသားအဲ့ iron sulfide ကိုယူပေးလိုက်ပြီးပြီဒါပဲနော်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ antenna installation ထားပါကျွန်တော်ကြီးပေးလိုက်နော် next name okay ပြီးရင်ကျွန်တော်တို့အာကျွန်တော်တို့ user name ရတဲ့ virtual box user ဆိုပြီးသူကနာမည်ပေးထားတယ်အဲ့တော့ကိုယ့်အကူတခြားနာမည်ပေးခြင်းနဲ့ပေးလို့ရတယ်နော်ပြီးရင် password လေးပေးခဲ့မယ်သိလား password ကိုကျွန်တော်ပြောပြမယ်ပောက်ခွေရရအောင်မပေးနဲ့ ဒီကျွန်တော်အခုတင်ပေးရပါပဲပေးဘာလို့လဲဆိုတော့ဒီ community ကျွန်တော်တို့တုံးကအခုကအစမ်းလုပ်နေတာအဲ့တော့ပောက်ခဲ့ရအောင်မလို့ねကျွန်တော်ဘာလုပ်လဲဆိုတော့1 2 3 4 5 6 8ဒါပဲပေး1 2 3 4 5 6 8ဒါပဲပေးမယ်နော်တခြားဟာတွေမပေးနဲ့ဘာလို့လဲဆိုတော့တခြားဟာတွေပေးရင်ပြဿနာတွေမလိုအပ်တာဖြစ်လာလိမ့်မယ် password မေ့ရဘာလို့လဲဆိုတော့ကျွန်တော်ကနောက်ပိုင်းကြီးအမျိုးမျိုးတင်ဆက်မှာဒီကောက်မှာတစ်ခုဒီကောက်မှာတစ်ခု password တွေအမျိုးမျိုးဖြစ်လာတဲ့အခါကျရင်တိုင်းနေပတ်လာလိမ့်မယ်အဲ့ကြောင့်အစမပြေတော့နော်အဲ့ကျွန်တော်ဒီနားမှာ1 2 3 4 5 6 8ကိုကျွန်တော်အဲ1 2 3 4 5 6 8ပေးလိုက်ပါနော်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒီမှာဒါကြီးလိုအပ်တာရပြီ အာပြီးကျွန်တော်တို့ national လိုက်ပါဘူးနော်โอเคကျွန်တော် run ကိုနည်းနည်းပဲပြပါမယ်ဒီမှာကျွန်တော်တို့အာ base memory cpu ကလည်းတစ်လုံးပဲပြထားပါနော် cpu တစ်လုံးပဲပြလိုက်ပါအာနှစ်လုံးပြလိုက်โอเคကျွန်တော်ဒီကောင်ကိုအာ sorry အာဒီဘက်မှာနော်ကျွန်တော်၄000နဲ့မှ83 megabyte အထိပေးထားရဲဆိုတော့ကျွန်တော်အာ83 4083ပြန်သွားတယ်နော်โอเคဆိုတော့ဒီနောက်မှာရောကိုဘယ်လောက်ထိ memory ပေါ့4083ဆိုတော့ကျွန်တော်ဘယ်လောက်လဲဆိုတော့ဟိုပါ ကျွန်တော်တို့က memory ရဲ့ဘလောက်လဲတော့1000နဲ့မှ24 megabyte ကိုကျွန်တော်တို့ကဟိုဟာလိုက်မြောက်လိုက်ပေါ့နော်ဆိုတော့လိုက်ပြီးတော့တွက်လိုက်ပေါ့နော်1024 megabyte ကိုနှစ်နဲ့မြောက်ရင်2000နဲ့မှ48သုံးနဲ့မြောက်ရင်အဲသုံးနဲ့မြောက်ဘလောက်သုံးနဲ့ဆိုတော့၄နဲ့လား၄နဲ့မြောက်လိုက်ပေါ့နော်၄နဲ့မြောက်လိုက်ဆိုတော့၄နဲ့မြောက်လို့ရလာတန်ဖိုးလေးကိုဒီမှာပေးလိုက်ဒါမှမဟုတ်လေနှစ်နဲ့မြောက်လို့ရလာတန်ဖိုးလေးကိုယ့်ရဲ့ကွန်ပျူတာနေနေဆိုရင်နှစ်နဲ့မြောက်အာကိုယ့်ရဲ့ကွန်ပျူတာကအဲ့လိုနည်းနည်းလေးကိုအစင်ပြည့်ရဲ့ဂျားလောက်မှရှိရဆိုတော့၃လို့၄လို့ပေးပေါ့နော်အရင်အများကြီးပေးကြမလို့နော် တော့ကျွန်တော်၄နဲ့မျှောက်လိုက်မယ်16ဆိုတော့၄နဲ့၄ရှစ်ဆိုတော့ကိုအာ3ညာ၄တလီလေးပေါ့၄တောင်နဲ့မှ96ဒီမှာတော့ကျွန်တော်၄800ရတော့ပေးထားနော်ထားလိုက်ပါ Okay ပြီးကျွန်တော် next name နော်ဒါ CPU ဆိုတာကကျွန်တော်တို့ကွန်ပျူတာမှာ CPU ဘယ်နှလုံးရှိလဲပေါ့ CPU အသက်ကိစ္စမရှိဘူးတစ်လုံးနှလုံးအများကြီးပေးလို့ရတယ်နော်ကျွန်တော်တို့ကွန်ပျူတာတွေက CPU ကအနည်းဆုံး၄လုံးရှိရ၄လုံးလို့၈လုံးလို့ရှိရနော် Okay အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော် CPU ကကျွန်တော်မှာ28ရှိရ Okay ဆိုတော့ Okay ော် create virtual virtual hard disk ပေါ့နော်ဆိုတော့ကျွန်တော် virtual hard disk ကို hard disk ပေါ့ကျွန်တော်တို့ storage ဘယ်လောက်ပေးမလဲပေါ့နော်ဆိုတော့ကျွန်တော်ခုနအသုံးထားတဲ့အာကျွန်မကျွန်တော် 20kb ပေးထားတယ်နော် 20kb ကကျွန်တော်ရဲ့ storage 20kb ပေးထားရဲ့အာပြီးရင်ကျွန်တော်တို့ဘာမှလုပ်ရှာမလို့ဘူးပြီးရင် next နေလိုက်နော်ပြီးပြီဒါအကုန်ပြီးသွားပြီသူကဒီမှာ information တွေအကုန်ပြပြထားပြီးရဲ့နော် processor 2ပြီးရင်ကျွန်တော်တို့ disk size က 20kb memory ကကျွန်တော်တို့2000 4843 ပြီးတော့ကျွန်တော် AFI အဲ့ဒီပဲအဲ့အဲ့အဲ့ကိစ္စတွေကျွန်တော်နောက်ပိုင်းနောက်ပိုင်းတော့ကျွန်တော်ဒီ cost မှာထည့်သွင်းပေးနိုင်မှာမဟုတ် Linux ကိုတကယ် specialize လေ့လာရတဲ့အခါကျရင်တော့ဒီနောက်ပိုင်းဒီဟာကြီးအကုန်လုံးသိလာနိုင်ပြီနော်အခုလောလောဆယ်ဒီလောက်သိရောက်နော် Okay တော့ကျွန်တော် finish ကိုကျွန်တော်နှိပ်လိုက်ပါ Okay ဆိုတော့နှိပ်လိုက်တဲ့အခါကျရင်စိတ်ရှိပါကျွန်တော်ဒီဘက်မှာအာ current install what about Okay ဆိုတော့ကျွန်တော် Okay နော်ဒီမှာကြာသွားပြီပေါ့နော်ဆိုတော့ထားပါကြာသွားပြီနော် sorry မရလာရသွားပြီဆိုကျွန်တော်ဘာလုပ်မလဲဆိုအဲ့ဒီကောင်ဒီလိုမျိုး box တစ်ခုကျလာလိမ့်မယ်နော်ကျသွားပြီဆိုကျွန်တော်ဘာလုပ်မလဲဆိုကျွန်တော်ဒီမှာ star ဆိုတဲ့ color လေးကိုနှိပ်လိုက်ပါနော် star မှာမှသူက normal star ရှိရယ် heartless star ရှိရယ်အာဒီအောက်ကတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ထားပါကျွန်တော်ဒီကြမ်းမျိုး normal star ပဲနှိပ်ပဲနှိပ်လိုက်မယ်နော် okay နှိပ်လိုက်တဲ့အခါကျရင်ညာဘက်ချမ်းမှာနော်ကျွန်တော်တို့ရဲ့ညာဘက်ချမ်းမှာဒီမှာဒီမှာနော်ညာဘက်ချမ်းမှာဘာဖြစ်လာမလဲဆိုတော့တစ်ခုတက်လာပါလိမ့်နော် okay so okay ကျွန်တော်ရဲ့ညာဘက်ချက်မှာကျွန်တော်ဒီမှာအာ box တစ်ခုတက်လာလိမ့်မယ်နော်ဆိုတော့အဲ့ဒီ box လေးကိုကျွန်တော်တို့ပြီးအောင်စောက်ပါနော် okay ဆိုတော့ preview ပြနေ preview မှာသူကဒီမှာ install လုပ်နေပါတယ်ဆိုတော့ပြပါမယ်နော် okay ဆိုတော့ဒီမှာ install လုပ်နေဆိုတော့ပြပြီးကျွန်တော်တို့ဒီမှာညာဘက်ချမ်းလေးမှာဒီလို box တစ်ခုထပ်ပေါ်လာပါလိမ့်မယ်အဲ့ကြာကျွန်တော်တို့ကဒီမှာအာ DVD ကိုမတွေ့ဘူးလို့ပြောနေပေါ့နော် ဆိုတော့အဲ့တော့ကျွန်တော်ဒီ ISO file ကိုထပ်ရွေးပေးလိုက်မယ်เนาะပြီးရင်ကျွန်တော် mount and retry book ဆိုပြီးကျွန်တော်ပြန်ရွေးပေးလိုက်နော်ဆိုတော့သူထပ်ပြီး try ပါလိမ့်မယ်ကြာသွားပါတယ်နော် okay အဲ့တော့ကျွန်တော်ဒီမှာ test အာကျွန်တော်အပေါ်ကတခုရွေးလိုက်မယ်ဆိုတော့ကျွန်တော်ရဲ့ဒီမျှားလေးကိုကျွန်တော်အပေါ်တင်လိုက်မယ်နော် sorry keyboard ကမျှားလေးကိုကျွန်တော်အပေါ်တင်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ enter ကောက်ကြလိုက်ပါရပါပြီဒါဆိုကျွန်တော်တို့တုံးလို့ရပါတယ်နော် okay ဒါမျိုးပေါ်လာပါလိမ့်မယ်ခဏထပ်ဆောင်ပါ ဟိုအက်တာတွေကို install ဆိုရနေပေါ့နော်ဆိုတော့ okay ဒါဆိုကျွန်တော်တို့တုံးလို့ရပြီပေါ့နော် start starting installer installer one movement ပေါ့နော်ခဏထပ်ဆောင်အားကျွန်တော်တို့ဒီမှာ language ရွေးမှာပေါ့နော်ဆိုတော့ကျွန်တော် english ကိုရွေးလိုက်မယ်ဆိုတော့ဒီနားမှာအញ្ញပြဿနာထပ်ရှိတယ်အဲဒီမှာပေါ့နော်ကျွန်တော်ရဲ့ဒီမှာဒီ mouse ကတွေ့လာကျွန်တော်ဒီအထက်ထဲဝင်လို့မရဖြစ်နေနော် sun os တဲ့ကိုကျွန်တော်နှိပ်လိုက်ပြီးဆိုတော့အပေါ်ပြင်ပြန်ရောက်သွားအဲ့ဒါဆိုဘယ်လိုလုပ်မလဲအဲ့ဒါဆိုကျွန်တော်ရဲ့ computer မှာရှိတဲ့ဒီ computer keyboard ရဲ့ညာဘက်ခြမ်းမှာရှိတဲ့ control clock ကိုဖိလိုက်မယ်တစ်ချက်အဲ့ဒါဆိုရသွားပါပြီနော်မှတ်ထားမယ်နော် အဲအဲ့ control glow ကိုကျွန်တော် special key လို့ခေါ်တယ်ကျွန်တော်ဒီရဲ့ host key ပေါ့နော်အဓိက key တစ်ခုလို့ခေါ်တယ်ကျွန်တော်ကျွန်တော်ရတာပဲအဲ့ချိန်ကျမှကျွန်တော် english ကိုရွေးမှာပေါ့နော်ကျွန်တော်ဒီမှာ recording twin ထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ cloud လေးကိုနှိပ်လို့မရဖြစ်နေရောပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ continue ကိုကျွန်တော်နှိပ်လိုက်ပါနော်ကျွန်တော်နှိပ်လိုက်တဲ့အခါတိုင်းမှာကျွန်တော်ရဲ့ mouse ကအပြင်ရောက်သွားတယ်ဘာဖြစ်လို့ရောက်တာလဲဆိုတော့ကျွန်တော် screen share ထားတယ်ပေါ့နော် okay ဆိုတော့အဲ့ကျွန်တော်အဲ့အလုပ်တဲ့အဆင့်လေးတွေကို cloud နှိပ်တာလေးတွေကိုကျွန်တော်အာ screen share တာရပ်ပြီးမှကျွန်တော် လုပ်ပါမယ်ပေါ့နော် okay ဆိုတော့ကျွန်တော်ခုနက continue cloud ကိုနှိပ်လိုက်တယ်နှိပ်လိုက်တဲ့အခါမှာကျွန်တော်ဒီလိုစာမျက်နှာတွေ့ရပါလိမ့်မယ်နော် တော့တွေ့တဲ့အခါမှာကျွန်တော်တို့မလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ကျွန်တော်တို့အာ root password ကိုထားမယ်ပြီးရင်ကျွန်တော်တို့ဒီ installation ကိုကျွန်တော် click နှိပ်မှာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာ install installation destination ဆိုရဲဟာရှိရပါတော့အဲ့ခုနကကျွန်တော်ပထမတစ်ခေါက်နှိပ်လိုက်တဲ့အခါမှာနှိပ်တယ်အထက်ကိုနှိပ်တယ်နှိပ်ပြီးကျွန်တော်ခုနက dis image ကိုယူရယ်ယူပြီးကျွန်တော် damn အဲ့အပေါ်က damn color ကိုတစ်ခါနှိပ်တယ်ပြီးနောက်ထပ်တစ်ခါထပ်ပြီးနှိပ်ပါမယ်နော်โอเคဆိုတော့ကျွန်တော်တို့ဒီမှာဆိုတော့ကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့ခုနကအာဒီနားမှာရှိနေတဲ့ အရာရွေးပြီးတော့ကျွန်တော်တို့ဒီအာ local standard dish ရောကျွန်တော်နှိပ်မယ်ပြီးရင်တန်းနှိပ်ပြီးနောက်နောက်တစ်ခါထပ်ရွေးပြီးတော့နောက်တစ်ခါထပ်ပြီးတော့တန်းထပ်နှိပ်ပါမယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့အာကျွန်တော်တို့ဒီနားမှာ ကျွန်တော်ခုန dan ကိုရွေးတယ်ရွေးပြီးရင်ကျွန်တော် 20k ဆိုတာတွေကိုနှိပ်ပြီးရင်ကျွန်တော်တို့ dan ကိုပြန်နှိပ်တယ်အဲ့လိုမျိုးနှစ်ခါနှိပ်ပြရအောင်ပေါ့နော်နှိပ်လိုက်တဲ့အခါကျရင်ကျွန်တော် installation ကျွန်တော်ဒီမှာ disk selected ဆိုပြီးဖြစ်သွားလိမ့်မယ်ကျွန်တော်ကခုဒီမှာမဖြစ်သေးဘူးပေါ့နော်ဆိုတော့ကျွန်တော်နှစ်ခါလုံးရွေးပြီးတဲ့အခါကျရင်တော့ကျွန်တော် installation installation destination နေရာမှာကျွန်တော် automatic partition selected ဆိုတာလေးဖြစ်သွားပါလိမ့်ပြီးကျွန်တော်တို့ဒီမှာ root root password ရဲ့ user root password တွေကိုထားခဲ့ပြီ user creation ကိုလည်းကျွန်တော်တို့လုပ်ပါမယ်ပေါ့နော်အဲ့တော့ root password ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ကြည့်အောင်ဆိုတော့ကျွန်တော်ကျွန်တော်ဒီကောင်လေးကို click နေလိုက်မယ်နော် root password မှာကျွန်တော် screen တော့ share ထားလို့မရဘူး။ तू ကကျွန်တော်ဒီကျွန်တော် screen share ထားရင်ကျွန်တော် command တွေပြေးမလို့ခိုင်းဘူးပေါ့နော်။ဆိုတော့ကျွန်တော်နောက်ထပ်တစ်ဆင့်မှာကျွန်တော် root password ဆိုပြီးတွေ့ပါလိမ့်မယ်။အဲ့တော့အဲ့ဒီ root password လေးမှာကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့အာ အာကျွန်တော် password တစ်ခုထားလိုက်ပေါ့နော်ကျွန်တော်အထုံးစံတိုင်းမှာကျွန်တော်တို့ root password ကို123456689ပဲကျွန်တော်တို့ပေးစေချင်ပါတယ်နောက်တစ်ခါထပ်လုပ်လုပ်မှာပေါ့နော်အောက်ဘက်မှာလည်းကျွန်တော်တို့ထပ်တွေ့ပါလိမ့်မယ်123456689အဲဒီနေရာလေးကတော့ကျွန်တော်တို့ screen recording တွေ့မှာမဟုတ်ဘူးကျွန်တော်အခုပြောပြတဲ့ဟာလေးကိုပဲလိုက်ပြီးတော့လုပ်ပေးပါနော်အဲ့ဒါပြီးရင်ကျွန်တော်အပေါ်ဘက်မှာ root password ဆိုရယ်အပေါ်ဘက်ဘယ်ဘက်တောင်းလေးမှာကျွန်တော်တို့တွေ့ damn ဆိုပြီးတော့အဲ့ခလုတ်လေးကိုနှိပ်ပြီးတော့ပြန်ထွက်ပါနော် damn ကိုနှိပ်မယ်နှိပ်ပြီးပြန်ထွက်ပါမယ်နော် โอเคสรุปไอ้มา sorry ကျွန်တော်ဒီမှာတခု step တခုကြံခဲ့ရပါเนาะအဲ့မှာပါလဲဆိုတော့ကျွန်တော်တို့အာ log root account ဆိုပြီးတော့ကျွန်တော်အဲ့ account လေး on ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ down ကိုနှိပ်လိုက်မှာပေါ့เนาะအဲ့ကြောင့်မှာ down ကိုနှိပ်လိုက်ရပြီးနောက်တစ်ခါ user creation user creation ကလုပ်ချင်တဲ့အရာရယ်မလုပ်ချင်တဲ့အရာရယ်ကျကိုအဆင်ပြေလို့လုပ်ပေါ့เนาะကျွန်တော်ကတော့ဒီမှာ cs underscore အဲ့မှာ full name ဆိုပြီးတွေ့လိုက်မယ် user name ဆိုပြီးတွေ့လိုက်မယ်เนาะဆိုတော့အောက်ကကျွန်တော်တို့အောက်ဖက်မှာရှိနေတဲ့ဟို user create create user ဆိုရဲ ် box လေးကိုနှိပ်လိုက်တဲ့အခါမှာတွေ့ရပါလိမ့်မယ်နော်အဲ့ချိန်ညာကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ CS အာကျွန်တော်ကျွန်တော်တော့ CS user 1ဆိုကျွန်တော်ပေးလိုက်တယ်ပေါ့နော် full name မှာပေးလိုက်ရင်အောက်က user name မှာလည်းပါလာပါလိမ့်မယ်နော်โอเคပြီးတော့ password ကိုကျွန်တော်က password ကိုမလိုဘူးလို့ကျွန်တော်ထားခဲ့လိုက်မယ် empty ထားခဲ့လိုက်ပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ make this user administrator ဆိုပြီးကျွန်တော် on ပေးခဲ့လိုက်မယ်နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ done ကိုနှိပ်ပါ Okay အာ make this user administrator ဆိုပြီးနှိပ်မြကျွန်တော် require password to this account ဆိုတာကိုကျွန်တော်တို့အာ password ကိုကျွန်တော်တို့အဲ့ဟာကို password မထားခြင်းကိုဖြစ်တဲ့အတွက်အဲ့ on ထားတဲ့ဟာလေးကိုကျွန်တော်ပြန်ပြီးဖြုတ်ပါမှာပေါ့နော် okay ကျောင်းရင်ဒါဆိုရင်ကျွန်တော်တို့အတွက် account ဘာလုပ်တာလဲဆိုတော့ set up လုပ်တာပြီးသွားပါပြီပေါ့နော် okay ကျောင်းကျွန်တော်ပြန်ပြီးပြပါပါနော်ဒီမှာနည်းနည်းအခက်အခဲရှိနေရယ်ကျွန်တော်ဒီ screen ကိုပြရတာပေါ့နော် okay အဲ့ဒါဒီနားမှာကျွန်တော် user creation လုပ်လိုက်တဲ့အခါမှာ cs user 1ဆိုကျွန်တော်နာမည်ပေးလိုက်တယ်ပြီးရင်ကျွန်တော် password require ဆိုတဲ့နေရာမှာ off ပြီးတော့ကျွန်တော် administrator ဆိုတဲ့နေရာမှာပြန်ပြီး on ပေးလိုက်ပါတယ်နော်ဆိုတော့ဒါတွေအကုန်လုံးပြီးရင်တော့ကျွန်တော်တို့ begin installation ဆိုတဲ့ cloud လေးကိုကျွန်တော်နှိပ်လိုက်ပါနော်နောက်ဒီမှာ installation လုပ်နေတာတွေ့ပါလိမ့်မယ်ဒီကောင်အချိန်အရမ်းယူရဲတော်တော်လေးလဲကြာတယ်နော်ဆိုတော့ okay ဟုတ်ပြီ အဲ့အဲ့ဒါပြီးသွားတဲ့အခါမှာ तू ကကျွန်တော်တို့ reboot လုပ်ခိုင်းလိမ့်မယ် reboot ဆိုတာဒီ computer တစ်ခုလုံး reboot လုပ်တာမဟုတ်ဘူး तू ကျွန်တော်တို့အသုံးချတဲ့ဒီနားလေးကိုပဲကျွန်တော်တို့ဒီမှာ reboot system ဆိုပြီးနှိပ်လိုက်ရင်ကျွန်တော်တို့အာပြန်ပြီးတော့အစနဲ့ပြန်ပွင့်သွားလိမ့်မယ်နော်ဆိုတော့ပြန်ပွင့်သွားပြီဆိုရင်ကျွန်တော်တို့ကကဲပြန်ပွင့်သွားတာဖြစ်ဖြစ်ကျွန်တော်တို့အာလုံးဝ debug sheet တစ်ခုလုံးပျောက်သွားတာဖြစ်ဖြစ်ပေါ့နော်ပြန်ပွင့်သွားရဲဆိုရင်ကျွန်တော်တို့သုံးလို့ရတဲ့အခြေအနေဒီလိုစာမျက်နှာကိုရောက်သွားလိမ့်မယ် အာအဲ့လိုမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့လုံးဝဒီ box တွေမရှိတော့ဘဲနဲ့ဖြစ်သွားလိမ့်မယ်เนาะဆိုတော့အဲ့လို box တွေတုံးလို့ရတဲ့နေရာမရှိတော့ဘူးဆိုရင်ဘာလုပ်မလဲဆိုတော့ virtual box တွေကိုသွားမယ်သွားပြီးရင်ကျွန်တော်တို့ install လုပ်ထားတဲ့နည်းပညာကိုကျွန်တော်တို့ OS အမျိုးအစားကိုရွေးပြီးတော့ကျွန်တော်တို့ဘာလဲဆိုတော့ဒီမှာကျွန်တော် start ဆိုပြီးနှိပ်ပါเนาะကျွန်တော်ကခုနကဖွင့်ထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဖွင့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်က start ကိုနှိပ်ရမှာမဟုတ်ဘူး show ကိုနှိပ်ရမှာเนาะဆိုတော့ဒါဆိုကျွန်တော်ဒီနောက်မှာ code တွေရေးလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်တင် နဲ့3 4 5 6 7ပါနော်။သူကဒီမှာကျွန်တော်ကိုဟိုပေးမလို့ခိုင်းတော့ဘူး။ဟိုဒီ mouse ကိုပေးမသုံးခိုင်းပါလို့ဆိုတော့ကျွန်တော်ကဒီမှာဟို screen share ထားဖြစ်တဲ့အတွက်ပေါ့နော်။ Okay ကျွန်တော်ကုတ်တရရေးသွေးရတယ်ကျွန်တော်ဒီမှာထုံစံတိုင်းကျွန်တော်ဒီမှာ ls ပေါ့ကျွန်တော်တို့ရေးနေကြတိုင်းပေါ့နော် ls ပေါ့နော်။ Okay ကျွန်တော်ရဲ့ computer ထဲမှာဘာကြီးရှိလဲပြီးကျွန်တော် pwd ပြီးကျွန်တော်တို့အာကျွန်တော်တို့ဗာလဲ date ပေါ့နော်ကျွန်တော်ထုံးစံလိုက်လေးကျွန်တော်ဒါလေးရေးနော်အဲ့ဒါဒီအဆင့်လေးရအောင်စမ်းကြည့်လားဒီနားမှာ activities လေးကိုနှိပ်လိုက်တဲ့အခါမှာ terminal လို့တွေ့ပါလိမ့်မယ် terminal ဆိုဒီလို box လေးတစ်ခုပေါ်လာပါလိမ့်မယ်ပေါ်လာတဲ့အခါကျရင်ကျွန်တော်အခုဒီမှာပြရတဲ့ command တွေကိုစမ်းကြည့်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီနေ့အာကျွန်တော် ubuntu ပဲဖြစ်ဖြစ်ကိုကြိုက်တဲ့ဒီ linux အမျိုးအစားကို download ဆွဲကျွန်တော်ဒီမှာ ubuntu နဲ့ install ဆွဲထားတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်ဒီမှာ ubuntu အာ sound west လဲဆွဲထားပြီเนาะဒါကျွန်တော်ကျောင်းသားရဲ့အတွက်ဆိုကျွန်တော်နောက်ထပ်တစ်ခု install ဆွဲပြထားပါသေးတယ်အခုဒီ install ဆွဲရလဲမပြီးသေးပါဘူးเนาะအရင်ကြာโอเคဟုတ်ပြီဆိုတော့အဲ့ဒါတစ်ခုပေါ့ ဆိုတော့နောက်ထပ်တစ်ခုကကျကျွန်တော်တို့ဘယ်ဥဆက်သွားမလဲဆိုတော့ကျွန်တော်တို့ data ဆိုရင်ကျွန်တော်တို့အာ lineage ကိုကျွန်တော် virtual machine မှာတင်သုံးတဲ့ကိစ္စပြီးပေါ့နော်ဆိုတော့ okay တတိယတစ်ခုတတိယတစ်ခုကကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့ဒီမှာဟို USB jewel boot သုံးတာနော်အဲ jewel boot ကိုအကယ်၍စမ်းချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ခုနကဝင်ခဲ့တဲ့ကျွန်တော်တို့ဒီထဲမှာနော် open tool ဆိုတဲ့ထဲမှာကျွန်တော်တို့ဒီမှာ boot from USB flash drive ဆိုတာရှိတယ်သူ့ကိုလုံးချင်တယ်ဆိုတော့ကျွန်တော်တို့ USB တစ်ခုခုဖြစ်ဖြစ် ာ CD drive ဖြစ်ဖြစ်တခုခုရှိရပါမယ်เนาะဆိုတော့အဲ့ဒါလည်းလောက်အောင်ပါဘောเนาะပြီးတော့ virtual create virtual create app တွေပဲ USB stick ဆိုတာကိုကျွန်တော်တို့ပြီးတော့ create app တွေပဲ USB ဆိုတာလေးကိုကျွန်တော်တို့လောက်အောင်ပါမယ်ဘောเนาะဆိုတော့လောက်အောင်မယ်ဒီအဆင့်တွေလောက်အောင်မယ် ပြီးရင်ကျွန်တော်တို့ boot drive USB drive ဆိုတာလောက်ရမယ်ပြီးတော့သူပြောတဲ့အတိုင်းနေကျွန်တော်အစင်စင်တိုင်းလုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒါဒီကျွန်တော်တို့သုံးလို့ရပြီပေါ့နော် installation setup တွေလုပ်တဲ့အခါမှာသုံးလို့ရနော်ဒီအစင်ကတော့ကျွန်တော်ကဒီဟာကိုတော့ကျွန်တော်လုတ်ပြလို့မရဘူးလုတ်ပြလို့မရဘူးဆိုတော့ကကျွန်တော်ကျွန်တော်ကကျွန်တော်ရဲ့ကွန်ပျူတာမှာကဟိုခုနက battery machine နဲ့ပဲတင်သုံးထားတာဖြစ်တဲ့အတွက်ကျွန်တော် durable မသုံးထားဖြစ်တဲ့အတွက်ပြလို့တော့မရဘူးအကယ်၍ဒီဒီ video ကြည့်နေတဲ့သူကနော်ဒီ lesson ကိုကြည့်နေတဲ့သူကအကယ်၍ကိုယ့်ရဲ့ကွန်ပျူတာကိုအာ ဂျူရယ်ဘုတ်သုံးကျင်တယ်ဒါမှမဟုတ်တိတက်အာဒီ Ubuntu ကိုပဲသုံးကျင်တယ်ဆိုတော့ဒီနည်းပညာကိုသုံးကြည့်လို့ရပါနော်โอเคဟုတ်ပြီဆိုတော့ကျွန်တော်တို့ရဲ့ဒီနေ့သင်ခန်းစာကဒီကျွန်တော် virtual machine ကို try ကြည့်တာ install ဆွဲကြည့်တာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာကလူတိုင်း live လုပ်နိုင်ခြင်းမှာ live လုပ်နိုင်လိမ့်မယ်အဆင်ပြေခြင်းမှာပြေကြည့်လိမ့်မယ်ဒါပေမဲ့ဒါပေမဲ့လုံးလို့ရရင်ဟို try ကြည့်ခြင်းနဲ့ဆိုရင် try ကြည့်ဖို့ recommend ပေးပါတယ်โอเคဆိုတော့ကျွန်တော်တို့ရဲ့သင်ခန်းစာဒီနေ့သင်ခန်းစာကပြီးပါပြီ ဆိုတော့အဲ့တော့ထုံးစံတိုင်းပဲကျွန်တော်တို့သင်ခန်းစာပြီးတဲ့အကြောင်းကိုကျွန်တော်တို့ထုံးစံတိုင်း done လို့မမှတ်ပါနဲ့ဆိုတော့ done လို့မှတ်ရင်ကျွန်တော်တို့ရဲ့အာဒီ challenge ကဖေးပါမယ်เนาะဆိုတော့ဒီနေ့တော့ကျွန်တော်တို့ဘာဘာကိုကျွန်တော်တို့အာ comment map လဲဆိုတော့ကျွန်တော်တို့ install ဆွဲခဲ့တဲ့ virtual machine အမျိုးအစား ubuntu ကို install ဆွဲရဆိုတော့ ubuntu အာကျွန်တော်တို့ link ဟိုဟာအာခုနက sun os ကို install ဆွဲရဆိုရင် sun os เนาะ okay ဘာမှ install မဆွဲခဲ့ဘူးဆိုရင်ကျွန်တော်တို့ virtual box ဆိုရဲ comment လေးကိုမှတ်မယ် အဲကျွန်တော် Ubuntu ကို install ဆွဲရဆိုရင် Ubuntu လို့ comment မှတ်မယ်။အဲကျွန်တော်တို့ Debian ဟာ Sun OS ကို install ဆွဲရဆိုရင် Sun OS လို့မှတ်မယ်။အဲ map ဖို့သုံးတဲ့သူတွေကကျွန်တော်တို့ Mac OS လို့ကျွန်တော်တို့ map မယ်။မှန်ပေါ့ comment မှတ်မယ်ပေါ့နော်။ Okay ဆိုတော့ဒီနေ့ရောဒီလောက်ပါပဲ။မနေ့ကညကျွန်တော်တို့ map ဖို့မှာဘယ်လိုသုံးတာလဲ။နောက်တစ်ခုကကြာရော Android မှာဘယ်လိုသုံးတာလဲဆိုတာကိုနောက်သင်ခန်းစာမှာတက်ပြီးတော့တွေ့ပါဦး။ဒီနေ့ရောဒီလောက်ပါပဲ။